ဝဆန်းတော့ဒါနီးပြပြက်လက်ထက်မှာဒါကစားအကောင်းလာတယ်လို့ပြောလို့တော့ရတယ်ဒါပေမဲ့လက်တော်မှာတော့ဒါဒီပွဲကသူ့အတွက်လိမှာပထမဆုံးအမှတ်ရှာရမယ်နိုင်ခွဲရှာရမယ်ပွဲမျိုးဖြစ်နေတယ်ပေါ့နော်အင်္ဂွေမှာဝဆန်းပြိသက်တွေကလည်းတက်ကြွစွာနဲ့ဒါနူးနူးစံတိုရဲ့အနေထားကိုသူတို့ကြည့်ကြပါဦးနော်။ပြင်းရလိမ့်မှာလက်ရှိအင်္ဂွေမှာလုံးဝရှင်းမောင်းနေတဲ့အသင်ကဝဆန်းကပြည့်နေရှိတော့ တိုင်းလာညဒါပီမယာလီပွဲတင်တပွဲပဲရှိပါတော့ဒါလန်ဒန်ဒါဘီပွဲပေါ့ဝက်ဆန်နဲ့ကျွန်တော်တို့ဘရန့်ဖို့ပေါ့ဒါဝက်ဆန်ကတော့ဒါနီပြတဲ့လက်ထက်မှာဒါကစားအကောင်းလာတယ်လို့ပြောလို့တော့ရတယ်ဒါပေမဲ့လက်တော်မှာတော့ဒါဒီပွဲကသူ့အတွက်လီမှာပထမဆုံးအမှတ်ရှာအောင်မယ်နိုင်ပွဲရှာအောင်မယ်ပွဲမျိုးဖြစ်နေတယ်ပေါ့နော်အဲ့လိုပွဲမျိုးဖြစ်နေတဲ့အနေအချာမှာတော့ဟိုဆရာကြီးကတော့ဒါ level 20ခပ်ပါပါလီတော့ဖွင့်ထားပါတယ်ဖွင့်ထားတဲ့ဟာမှာတော့ကျွန်တော်ကတော့ဒါဝက်ဆန်ကိုအင်ရှင်ကိုတော့ကြိုက်တယ်ပြီးတေးအောင်နိုင်ရ55.6ပြီးတော့နဲတာမဟုတ်ဘူးအဲ့တော့ ကျွန်တော်ကတော့ဝက်ဆန်းကိုဆရာအရင်ဆုံးကြိုပြီးတော့ဆရာတို့ထက်အရင်ပေါ့ကြိုပြီးတော့ကျွန်တော်ပြေးအောင်နိုင်ခြေနှုံးရကျွန်တော်ရွေးချက်လိုက်ပါတယ်ဆရာတို့ရဲ့သုံးသက်ချက်အမြင်လေးတစ်ချက်တော့ဝက်ဆန်းကနော်ဟိုဆရာရဲ့ဟုတ်ဟိုကျွန်တော်တို့လူနိုဆန်တို့ကင်လိုက်တော့ဘာဖြစ်လို့တိုးတက်လာလဲတိုးတက်လာရဲ့ကန်စစ်ကစားဖို့တိုးတက်လာ तू ကကန်စစ်ကိုအရင်ဆုံးဟိုပြုပြင်ဘုံမှန်တဲ့နီးပြမျိုးဆိုတော့တကယ်ကိုကန်စစ်ပိုင်းကဝက်ဆန်းကတောင်းလာတယ်ပြောအောင်မလားအေဗာတန်ရဲ့အိမ်ဝင်းမှာဆိုတော့အေဗာတန်1ပေါင်း30လောက်ပေါ့အဲ့ကျွန်တော်တို့ကအေဗာတန်အောင်မယ်ထင်တာဟုတ်ဆရာအဲ့တကယ်ကျတော့အေဗာတန်ဟို ကောင်းကောင်းတုံ့ပြန်ပြီးတော့ဒုတိယပိုင်းမှာကောင်းကောင်းတုံ့ပြန်ပြီးကစားတော့ဒါကဝေးခွဲ့တော့ဒါအိမ်အခုဆိုရင်ဒါအိမ်ခွင်းကစားရပြီအိမ်ခွင်းမှာဝဆန်းပြိသက်တွေကလည်းတက်ကြွစွာနဲ့ဒါလူလူစန်တိုရဲ့အနေထားကိုသူတို့ကြည့်ကြရအောင်နော်လူလူစန်တိုကအကောင်းဆုံးပြင်ဆင်ပြီးတော့ထွက်လာမဲ့ချိန်ဒါလန်ဒန်ဒါဘီမှာဘရန်ဖွန်ကကြတော့အဝေးခွင်းတော်တော်ညံ့လာဗျာပြောရမယ်ဆိုအဝေးခွင်းမှာဂိုးရောက်ဝင်လည်းခက်ခဲတယ်ဂိုးရပြေးလည်းမထိန်နိုင်ဘူးဘိုးတွေပြန်ပြေးရတယ်သူကန်စစ်ကစိုးဝါနေတယ်ဝေးခွင်း အဝေးကွင်းအနှံ့ဆုံးအသင်းလို့တော့သူ့ကိုဆိုရမှာလို့ဖြစ်နေပရီးမီးယားလိမ့်မှာသူသူကစားနေတယ်ဟိုခံဆက်နေထားရအောင်။နောက်ကစ်အင်ဒရူးစ်ကဒါဘရက်ဖို့နီးပြကစ်အင်ဒရူးစ်ကိုနီရိုဆန်ဒိုဖော်ရက်စ်နဲ့ကန်တော့ဒီရာဒီမှာပဲ။ဒါဒါဒီအစပိုင်းမှာ3-1နဲ့နိုင်တာ။ဆိုတော့နီးပြဘိုင်းရှင်မယ်ဆိုရင်နီရိုဆန်ဒိုကတာတယ်လို့ပြော။ဆိုတော့အင်ကွင်းအနေထားဝက်ဆန်ရဲ့အင်ကွင်းနိုင်ဝက်ဆော်လာမှုဒီလိုအနေထားနေလို့ဆိုရင်တော့အော်ဈေးနည်းနည်းလေးကျလာတယ်ဆိုပေမဲ့ဝက်ဆန်ပဲအောက်ပြစ်တင်တယ်ဆိုတော့ဆရာရဲ့ဘယ်လိုမြင် ဟုတ်လက်ရှိမှာပြန်ကြည့်မယ်ဆိုရင်ဟောဝက်ဘက်ကဒီရာလီဒီများလေးရဲ့အိမ်ဝင်အတန်ဆုံးပေါ့နော်လက်ရှိနေကဒါပေမဲ့ကျွန်တော်ပြန်ကြည့်ရသလောက်ဒီကဒီများလေးမှာလက်ရှိအိမ်ခွင်းမှာလုံးဝရှင်းမောင်းနေတဲ့အတန်ဟာဝက်ဘက်ကတည်းကရှိတော့ဟုတ်ကဲ့ကျန်တဲ့အတန်ဒီအားဟာဒီဒီဘူပိုင်ဘူပိုင်ဘူပိုင်လောက်ဒီကိုရှိမယ်အဲ့တော့ဒီအတန်ပဲဒီဝက်ဘက်တစ်ပင်းပဲပေါ့နော်အသင်းတစ်ပင်းလောက်မှာဝက်ဘက်ကတည်းကကြီးရလုံးဝမအောင်ဘူးကွာအဲ့ဒီတော့တော်တော်လေးပေါ့ဟောင်းမှန်ဒီကွာ ဒီဝတ်တန်းကနေမဲ့တန်တော့ရယ်လက်ရှိနေတာတန်ကြီးနေဆိုရင်နူနူတန်းလူလက်ထက်ကဒါကျွန်တော်ကပင်စီတက်တဲ့တန်မှာပါနေကြလို့ပါနော်ဘယ်သိရပြီးရှိမှလုံးနိုင်ကောင်းအားဒီခုခုလို့ရှိမယ်အဲလက်ရှိဝတ်တန်းမှာလည်းစက္ကနာပိုင်းတင်းရှင်းနေတာပြီးတော့လက်ရှိပြင်းရလေးမှာအိတ်ခွင်းအသေးတစ်သေးအနေနဲ့ဆိုရင်တော့သူတစ်သေးနဲ့တန်ခဲ့တာဒီလိုဝတ်တွေမြန်မာရက်လက်ကောင်းပါမယ်လို့အဲဝတ်တန်းနေလည်းဒီလိုဝတ်တွေမျိုးလည်းနိုင်ွယ်ရသေးတယ်လို့ပဲကျွန်တော်ထင်တယ်ခုခါကျတော့ချေစောပြတဲ့ညတော့ပြောခေါင်းခေါင်းလို့ပြောလေ ဘိုးရောင်ကိုတော်တော်ရုံးကန်နေရတာအဲဆိုဆရာကကပြောလဲတဲ့တော့ကျွန်တော်ဝဆန်းကဒါဟိုကျွန်တော်တို့အားရစရာလို့ရှိတယ်အဲ့တစ်ချက်ကကွန်းကဂျေးဟိုအကလင်နာပြအိရာကိုမှနော်ဟိုအဲ့တော့ဒေးကလင်နာဇာအိရာကိုမှဝဆန်းကအိမ်ဝင်းမှာကြေးမောင်းတဲ့အတင်သူတသိမ်းမရှိတော့လေဆိုတော့ ဒီတင်းနာညကတော့သူဟာထိအောင်တဲ့အတင်းလို့ကျွန်တော်တို့ယူစားအားမလားမသိပါဘူးကျွန်တော်တို့ဝယ်လို့အားရလဲဒါအာရှဘူကင်ကြီးမှလည်းရမယ့်အလေးအစားရလဲဒါဟို55ဒသမ6ရာခိုင်နှုန်းတော့ကြေးအောင်နိုင်ကြီးကတော်တော်မြင့်မားနေတဲ့အနေအထားမျိုးမှာတင်းနာညမှာတော့ဘာပဲဖြစ်ဖြစ်ဝက်ဆန်နဲ့ဘရန်ဖို့လန်လန်ဒါဘီပွဲမှာတော့ဝက်ဆန်ကတော့ဒါကြေးအောင်နိုင်ပါပြီကြေးအောင်နိုင်နှုန်းလည်းကျွန်တော်ကပြောခဲ့တယ်လို့55ဒသမ6ရာခိုင်နှုန်းတော့ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့တင်းနာကိုဝက်ဆန်နဲ့လူပဲလက်တွဲလိုက်ကြပါမယ်